6ရက်ဆောင်တောင်းတက်မှတ်ထားပါတယ်9ရက်နေ့မှာလူတွေစစ်ပါမယ်9ရက်နေ့မှာလူတွေစစ်ပြီးတော့မှအဲ့ရပုံမှာမူတည်ပြီးတော့မှကျွန်တော်အယောက်90ရွေးပါမယ်တင်နန်းကြီးကကျွန်တော်တက်မှတ်ထားတာ15သိန်းလို့တက်မှတ်ထားပါတယ်3လပေါ့နော်ဥခင်းဆိုးတို့ဥထုတာတို့ဥတီတို့နောက်ဟိုတရားကျော်ဆိုးတို့ပေါ့နော်နောက်ဟိုဟာဒေါ်ဆူစင်ထိုက်ပေါ့နော်အန်တီဂရိတ်ရှိပေါ့အဲ့လိုမျိုးကျွန်တော်တို့က ခွဲလိုက်ပါတယ်ကျူးဆောင်တင်နှန်းတက်ပြီးတော့မကြိုးစားလို့ချင်းလည်းဘာမှမဖြစ်ပါဘူးတင်နှန်းမတက်ပြီးမှလို့ तू အပတ်တစ်ခုကြိုးစားနေရလိလာနေရဆိုလို့ချင်းတော့ဖြစ်သွားမှာပါအဲ့တော့သူ့ရဲ့ကြိုးစားမှုပေါ်မှာပဲမူတည်ပါဟုတ်ကဲ့ကျွန်တော်တို့တင်နှံဖွင့်ဖို့ကတော့ လုတ်ခဲ့တာတော့ကြာပြီပေါ့နော်ဒါပေမဲ့အချောင်းမျိုးအချောင်းကျွန်တော်မလုတ်နိုင်သေးတာပေါ့နော်ဟုတ်ဒီဘိုက်မှာတော့ကျွန်တော်တို့တခြားလုပ်ငန်းကိစ္စလေးတွေရာလေးနေနေပါသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာလေးကိုဖွင့်ရအောင်ဆိုပြီးတော့တောင်းဆိုတဲ့လူတွေကလည်းများတယ်ပေါ့နော်တင်တာဘယ်လိုဖွင့်မှလဲဖွင့်မှလဲဆိုတော့များလာတဲ့ခါကျတော့ကျွန်တော်ဒါလေးကိုနည်းနည်းလေးအားဆိုင်ပြီးတော့တင်တာဖွင့်ဖို့အတွက်ကိုစီစဉ်လိုက်တာပါဟုတ်ကဲ့ဒီနေ့26ရက်ကတော့ဒါဟိုဖောင်စရောင်းတာဖောင်စရောင်းပြီဟုတ်ကဲ့အနည်းရောင်းတယ်ကျွန်တော်6ရက်နေ့ဒီရောင်းပါမယ် ရှေ့ဂျုံနာ6ရက်နေကြီး6ရက်နေ6ရက်နေနောက်ဆုံးထားပြီးပြန်တင်ရမှာပေါ့နော်အဲ့နေဝယ်ပြီးတော့အဲ့နေပြန်တင်လည်းရပါတယ်6ရက်တောင်တောင်းတမှတ်ထားပါဗျာ9ရက်နေမှာလူတွေးစစ်ပါမယ်9ရက်နေမှာလူတွေးစစ်ပြီးတော့မှအဲ့ရပေါ်မှာမူတည်ပြီးတော့မှကျွန်တော်အယောက်90ရွေးပါမယ်တိတ်အများကြီးကြော်ရင်တော့လေကျွန်တော်တမျိုးစဉ်းစားပြပါမယ်ဘာလို့ဆိုတိတ်နောက် session တစ်ခုစားတော့ကြော်တယ်ဆိုရင်တော့လေနောက်တမျိုးကျွန်တော်စဉ်းစားကြည့်ပါဦးမယ်တင်နှန်းကြီးက ကျွန်တော်တက်မှတ်တာ15သိန်းလို့တက်မှတ်ထားပါတယ်3လပေါ့နော်3လ15သိန်းလို့တက်မှတ်ထားပါတယ်ဒါကိုလည်းကျွန်တော်တို့ပြန်တွက်ပါတယ်အများမလားနည်းမလားပေါ့နော်ဒါမှကျွန်တော်တို့ရဲ့ကုန်ကျစရိတ်တွေကလည်းများပါတယ်ကျွန်တော်ဆရာတွေကိုပံ့ပိုးပေးရမယ့်ဈေးကြီးလည်းရှိပါတယ်နောက်အဲ့ဒီအတွေ့ကိုကျွန်တော်ပြင်ဆင်ရတဲ့ဟာတွေအဲ့မှာသုံးရတဲ့ဝန်ထမ်းဈေးကြီးအဲအမှုဆောင်ဈေးကြီးပေါ့နော်အဲ့ဒါကြီးကအစားအခုံလုံးကျွန်တော်ပြန်တွက်ပြီးတော့မှဒီလောက်တောင်းရင်တော့ဖြင့်တင့်တုံမယ်ဆိုပြီးတော့ကျွန်တော်15သိန်းလို့တက်မှတ်ခဲ့ကြတာပါဟုတ်ဒီဘက်က9ရက်တင်ပါမယ် 9ရက်ကတော့ကျွန်တော်တို့မနေ့9နာရီကနေ12နာရီထိတပိုင်းပဲကျွန်တော်တင်ပါမယ်။နောက်ပိုင်းဒုတိယလားတတိယလားစပြီးတော့ကျွန်တော်တို့ကလက်တွေ့ practical တွေမှာဆိုညနေပိုင်းနေအားကောင်းပါလာနိုင်ပါတယ်။ဆရာကြီးကကျွန်တော်တို့ခါတိုင်းဆိုရင်တော့ဗောနော်ကျွန်တော်တို့ကဆရာအစုံဗောနော်အစုံခေါ်ပြီးတော့ကျွန်တော်တင်တယ်။တင်တဲ့ခါကျတော့ဘာရီပြဿနာရှိလာလဲဆိုတော့တင်ရိုးတွေထက်လာတာဗော။သူကလည်းဒီဟာကိုတင်တယ်၊ကိုကလည်းအဲဒါကိုတင်တယ်။တင်တဲ့တယောက်နဲ့တယောက်အာဘော်မတူတဲ့ခါကျတော့တေယုဆောင်ကကလေးကတင်နန်းသား ဘာဟုတ်လိုက်နာမှမသိဘူးဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာလေးတွေလည်းကာကွယ်ပြီးသားဖြစ်သွားအောင်ကျွန်တော်တို့ကပင်နိုင်တင်နှံဆရာ၄ဦးတမန်လိုက်ပါတယ်ပင်နိုင်တင်နှံဆရာ၄ဦးမှာ ကျွန်တော်တို့ဟိုအပြင်မှာကျွန်တော်တို့တင်နှံနေဖွင့်ပြီးတော့တင်နှံပေးနေတဲ့ဆရာကြီးတွေကိုအဓိကထားပြီးခေါ်လိုက်ပါတယ်အဲဦးဟိန်ဆိုးတို့ဦးထူတာတို့ဦးတီတို့နောက်ဟိုတရားကျော်ဆိုးတို့ပေါ့နော် နောက်ဟိုဟာဒေါ်ဆူစင်တိုက်ပေါ့နော်အန်တီဂရီရှင်ပေါ့အဲ့လိုမျိုးကျွန်တော်တို့ကခွဲလိုက်ပါတယ်ခွဲပြီးတော့မှအဲကျွန်တော်တို့တခြားဒီနာမည်ကြီးတဲ့ပတ်တိုင်းပတ်တိုင်းပေါ့သူတို့တွေကိုကျွန်တော်ပတ်တိုင်းအနေနဲ့ခေါ်ပြီးတော့ကျင်းပါမယ်ဆိုတော့ဒီကတိယဆောင်နေပါမယ်နောက်ဒီကဒါကြီးဒါကြီးတွေပါမယ်ပေါ့နော်သူတို့ကတော့ပတ်တိုင်းအနေနဲ့တွားပါမယ်အဲသူတို့တော့ကျွန်တော်တပတ်ကိုတစ်ချိန်တရက်ထည့်ပေးထားပါတယ်အဲကျန်တဲ့ရက်ဒီ၄ရက်ကတော့ပင်နေဆရာတွေကအလှည့်ကျတင်သွားမှာပါ မမီးတော့ပြောရမယ်ဆိုရင်တော့ကျော်ရင်တော့စားအောင်ပါပဲပေါ့နော်အဲသူတွေဒီကတင်နေဆင်းသွားတာပဲနောက်အဲဒီနောက်ပိုင်းမှာတော့ဒါခန့်စီသူတို့ဟိုမေတန်းသူတို့ခန့်ခင်ဦးတို့အကယ်ဒမီရသွားတဲ့သူတွေပေါ့နော်အဲအဲ့လိုတွေရှိကြကြတယ်အများကြီးပါပဲတော်တော်များများရှိပါတယ်ဒီထက်မှမှအကယ်ဒမီမရတော့လဲအောင်မြင်နေတဲ့အဲဒေသဆောင်တွေလည်းအများကြီးရှိပါတယ်ဒါကအဓိကတင်နေဆရာတွေပေါ်မှာမူတည်ပါတယ် သူတို့ကအဲ့ဒီလိုမျိုးလှုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကစီစဉ်ပေးမှာပါဟုတ်ကဲ့နောက်ပြီးတော့သူတို့ကိုယ်တိုင်ကိုလည်းရိုင်းနိုင်အောင်လို့ဟိုအတူလေးတွေပေါ့နော် အတူလေးရိုင်းနိုင်အောင်လို့တော့ကျွန်တော်စဉ်းစားထားပါတယ်ဟုတ်အဲ့တော့ဟိုတရုတ်ဆောင်တင်တာဆင်းပြီးတော့တရုတ်ဆောင်လုပ်တဲ့ကလေးငယ်သူကလူဝါဒနာပါလို့ပတ်သက်ရပတ်သက်ကြောင်းနဲ့ဒါရုပ်ရှင်ပြီးလို့ဇာတ်လမ်းတွေရိုက်ရတဲ့ပြီးတော့ဟိုပွာချချက်ကိုဒါရှိတယ်လို့ကွာချချက်ကတော့သူ့ရဲ့ကြိုးစားမှုပုံမှာမူတည်ပါတယ်တရုတ်ဆောင်တင်တန်းတက်ပြီးတော့ မကြိုးစားလို့ရှိရင်လည်းဘာမှမဖြစ်ပါဘူးတင်နာမတက်ပြီမလို့ तू အပတ်တစ်ခုကြိုးစားနေရလိလာနေရဆိုလို့ရှိရင်တော့ဖြစ်သွားမှာပါအဲ့တော့သူ့ရဲ့ကြိုးစားမှုပေါ်မှာပဲမူတည်ပါတယ်